ကလေးလူနာတွေမှာအတွေ့များတဲ့ကျွန်တော်တို့သွားအတဏုတက်တဲ့အကြောင်းလေးကိုကြောပြပေးပါမယ်။သွားအတဏုတက်တယ်ဆိုတာကဘယ်ကတက်တာလားဘယ်ကတက်လာတယ်ပေါ့နော်အဓိကကတော့အဲ့တော့ကျွန်တော်တို့ဒီသွားရဲ့ဒီ structure ထဲမှာကျွန်တော်တို့က၃ဘိုင်းရှိတယ်၃ဘိုင်းရှိတယ်၃ဘိုင်းရှိတယ်ဆိုတာကျွန်တော်တို့ပထမအဦးဆုံးကျွန်တော်တို့ဒီမြင်ရတဲ့အပိုင်းကကြွေလွာဒါကျွန်တော်တို့ဗဇက်ထဲမှာမြင်ရတဲ့အပိုင်းကကြွေလွာပေါ့ဒါကိုဤနာမဲလို့ခေါ်တယ်ဒုတိယအလွာကကျင်လွာဒါကိုကျွန်တော်တို့ကဒန်တင်းလို့ခေါ်ပြီးတော့ ထဲကကျွန်တော်တို့အတန်နုလွာကို pack လို့ခေါ်တာပေါ့ဒါကိုကျွန်တော်တို့ဒီသွားအတန်နုတက်တယ်ဆိုတာဘယ်ကနေဖြစ်လာတာလဲဆိုတော့ဒီ pack tissue လို့ခေါ်တယ်ကျွန်တော်တို့ဒီသွားရဲ့ဒီအတန်နုကနေပြီးတော့ဒီအပေါ်ကိုထိုးထွက်လာတာကိုကျွန်တော်တို့ကအတန်နုသွားအတန်နုတက်တယ်လို့ခေါ်တယ်အင်္ဂလိပ်လိုဆိုရင်တော့ကျွန်တော်တို့က chronic hyperplastic papillitis ဒါမှမဟုတ် pack bolle လို့ခေါ်တယ်ပေါ့အဲ့တော့ကျွန်တော်တို့ကဘလို့အခြေအနေမျိုးတွေမှာဖြစ်နိုင်တာလေး ဘလို့အချိန်ဒီမျိုးနေမှာဖြစ်နိုင်တာလေဒီကတော့ကလေးတွေမှာတွေ့ရတာများတယ်လူကြီးတွေမှာတွေ့တာလည်းရှိတယ်လူကြီးတွေမှာတချို့လူကြီးတွေမှာလည်းတွေ့ရတတ်တယ်ဒါပေမဲ့အများစုဒါကျွန်တော်ဖေးကန်းအတွေ့အကြုံရဆိုရင်တော့ကလေးလူနာတွေမှာတွေ့ရတာများတယ်အဲသူကဘာကြောင့်အကြောင်းရင်းကြောင့်ဖြစ်လာတာလဲဆိုတော့ကျွန်တော်တို့သွားပိုးပေါက်ကအရန်ကြီးလွန်းရင်အရန်ကြီးသွားရင်ပေါ့သွားပိုးပေါက်အရန်ကြီးသွားရင်ခန္ဓာကိုယ်ရဲ့ response ရကိုကသူကဘာဖြစ်လာလဲဆိုတော့ ဒီရဲ့အထဲကကျွန်တော်တို့ပက်တ िश ူလို့ခေါ်တဲ့အတဏုတ िश ူကသူကသွေးလျှောက်တာပိုများသွားတယ်။ရောင်ရမ်းတာကိုတကယ်ကရောင်ရမ်းပြီးသွေးလျှောက်တာပိုများသွားတဲ့အတွက်ဒီကျွန်တော်တို့သွားပိုးပေါက်ကို သွားရဲ့ဒီအတဏုကရောင်ပြီးတော့ဒီသွားပိုးပေါက်ကိုကျွန်တော်တို့ပိတ်သွားတာပေါ့အဓိကကတော့ဒါသူ့ရဲ့လက္ခဏာပဲပေါ့နော်။အဲ့တော့သူ့ရဲ့လက္ခဏာမှာဒီဟာကိုထိရင်သွေးထွက်တာပါတယ် တွေးထွက်တာပါတယ်ဗောနော်ဒါကခဏလက္ခဏာကတော့ကျွန်တော်ပြီးပြောပြပေးမယ်အဲ့တော့ဖြစ်စီတဲ့အကြောင်းရင်းကတော့ခုနကပိုးပေါက်အရင်ကြီးလွန်းရင်ဒါဖြစ်တတ်တယ်နောက်ထပ်အကြောင်းရင်းကတော့ trauma တခုခုကျွန်တော်တို့ထိခိုက်မိတာထိခိုက်မိတာသွားကိုထိခိုက်မိပြီးဥပမာသွားအက်သွားတယ်ဒီအကြောင်းကကြာတော့ဘာဖြစ်လာလဲဆိုတော့ဒီအကြောင်းကိုကျွန်တော်တို့မကုပဲထားမိရင်ဒီအကြောင်းကနေအစာဝင်မယ်ရေဝင်မယ်ဒီအထဲကပက်တစ်ရှူလို့ခေါ်တယ်အသက်နှုတ်ကိုကျွန်တော်တို့က irritate ခဏခဏလုပ်နေမယ် irritate လုပ်တယ်ဆိုတာခဏခဏ သူ့ကိုသွားစွနေတယ်လို့ဖြစ်နေတာအက်ကနေပြီးတော့ဒီအတနုကရောင်ရမ်းလာမယ်ရောင်ရမ်းလာပြီးတော့ဒီအက်တဲ့အချောင်းကနေပြီးတော့ကျွန်တော်တို့ဒါဖောင်းတက်လာတာမျိုး ဖြစ်နိုင်တယ်ဒါအတနုတက်တာပဲဗောနောနောက်ထပ်အချောင်းကြီးကတော့ infection ပိုးဝင်တာဒါကတော့ခုနဒီယာရီနဲ့အကုန်ဆက်ဆက်နေတယ်ဒီပိုးစားတာပဲအဓိကတော့သွားပိုးစားတာကနေပြီးတော့ဒီလိုမျိုးအတနုတက်တာကိုလည်းဖြစ်စေတယ်ဒါကတော့ကျွန်တော်တို့ကဖြစ်စေတဲ့အကြောင်းရင်းနေပေါ့အဲခုနလက္ခဏာလက္ခဏာတော့ကျွန်တော်ခုနကအကြံပြပြောတယ်ဒီမှာပါတယ်ဒီသွားကို အဓိကကျကြီးလိုက်ရင်ကွဲပြားတယ်ဒီသွားရဲ့ဒီအပေါက်ထဲမှာဂလိုင်ပေါက်ကြီးထဲမှာကျွန်တော်တို့အတနုလုံးကြီးဖြစ်နေတာအသားလုံးကြီးပေါ့အသားလုံးကြီးပေါ့နော်အဲတချို့ကအဲ့မှာအဲ့ကြောင့်ကန်ဆာနဲ့မှားသက်တယ်ဟာတချို့ကသွားထဲမှာဟာဘာကြီးဖြစ်နေရလဲအနာကြီးဖြစ်နေရယ်ကန်ဆာဖြစ်နေရယ်ဆိုပြီးတော့တချို့ကလေးတွေကိုခေါ်လာတာရှိတယ်တချို့ကျတော့လူကြီးမှဖြစ်ရင်တော့ပိုဆိုးပေါ့ကလေးကျတော့သိပ်ပြဒနာမရှိဘူးလူကြီးမှကျတော့တချို့ကတချို့အများစုကွန်းစားတဲ့လူဆိုပိုဆိုးတယ်အဲ့လိုဖြစ်ခဲ့ရင်တို့ကဟာ န်ဆာဖြစ်ပြီဆိုပြီးရောက်လာကြတယ်ကန်ဆာမဟုတ်ပါဘူးအဲ့ဒါတော့ကျွန်တော်တို့ဒါလေးကထိရင်သွေးထွက်တယ်ကိုယ်ရင်လည်းဒါဟုတ်ဖယ်လိုက်ရင်ဒါပြီးသွားတာပေါ့နော်အာနှုတ်တာပဲဖြစ်ဒါလုံးလို့ရတယ်ပေါ့အဲ့တော့လက္ခဏာထဲမှာကျွန်တော်တို့ကဒီလိုအသားလုံးတက်တာပါနေတာအသားလုံးတက်တာပေါ့အဲ့အသားလုံးကိုသွားထိရင်သွေးထွက်မယ်နာမယ်အဲ့တော့ဝိုင်းရင်လည်းကျွန်တော်တို့အခက်မသိရင်သွေးထွက်တယ်အခက်မသိရင်သွားတိုက်ရင်လည်းချော်ထိုးမိရင်လည်းသွေးထွက်တတ်တယ်အဲ့တချို့သူသွားဖိပြီးစောနေရတာရှိသေးတယ်ဖိပြီးစောရင်လည်းသွေးထွက်လာမယ် ဒါပဲသူ့ရဲ့လက္ခဏာရှင်းရှင်းလေးအဲ့တော့ကျွန်တော်တို့ကဒီလက္ခဏာတွေဒါတွေ့ပြီဒါမျိုးဖြစ်တယ်ဆိုတာ တချို့ကဟာဟိုကလေးမှကြတော့တချို့ကစိတ်ပူကြတာကလေးမှသွားတိုက်ရင်တွေးอยู่တယ်ဆိုပြီးတော့ကျွန်တော်တို့စိတ်ပူကြရတယ်ဗောနော်အဲ့တော့ဒါကကျွန်တော်တို့ကြောက်စရာမဟုတ်ဘူးဗောနော်ဒါ treatment လိုအပ်တဲ့ကုသမှုလုပ်လိုက်ရင်ရပါတယ်အဲ့တော့သူ့ရဲ့ဒီလက္ခဏာမှာအဓိကထိရင်တွေးထွက်တယ်ဝိုင်းနာမယ်ဒီသွားရဲ့အသွင်းထဲမှာကျွန်တော်တို့ဒီအတနှုတ် အလုံးကြီးအသားလုံးကြီးတက်လာမယ်ပေါ့အဲကျွန်တော်ဒီအင်္ဂလိပ်လိုဆိုရင်တော့သူက pinking လို့ခေါ်တယ်ပန်းရောင်ပန်းရောင်နီနီရဲရဲပန်းရောင်ရဲရဲလေးပေါ့ရဲရဲအလုံးလေးတက်လာတယ်လို့သူတို့ကဒါခေါ်ဝေါ်တယ်ပေါ့နော်တင်စားတယ်ပေါ့နော်အဲ့တော့ကျွန်တော် treatment ဘယ်လိုကုကြမလဲဘယ်လိုကုကြမလဲဘယ်လိုကုကြမလဲဆိုတော့တော်တော်များများတော့ asymptomatic တွေတော်တော်များများထိမှသူကနာတာတွေးထွက်တာရှိတယ်တချို့ကြတော့လုံးဝသူကနာ ਉ မနာ ਉ ဒီအသားလုံးတက်နေရပဲရှိတာ မနာဘူးသူ့ကိုသွားထိလိုက်မှသူ့ထွက်တာပဲရှိတာမျိုးလဲရှိတတ်တယ်အဲဒါမျိုးဆိုကျွန်တော်ကူးတဲ့အပိုင်းမှာကတော့သွားရဲ့အချိန်နေပေါ်တော့မူတည်တယ်သွားရဲ့အချိန်နေပေါ်တော့မူတည်တယ်အဲကျွန်တော်သွားရဲ့အနေထားဘလောက်ကြံလဲပေါ်မှာတော့မူတည်တယ်သွားရဲ့အနေထားကအနေထားတစ်ခုကြံနေဆိုရင်တော့ကျွန်တော်တို့ကအဲ့ဒီပက်ပေါ်လေးလို့ခေါ်တဲ့အတန်ုလုံးကိုကျွန်တော်တို့ဖက်ထုတ်ဖက်ထုတ်လိုက်တယ်ဖက်ထုတ်လိုက်တယ်ပေါ့ဖက်ထုတ်လိုက်လဲရဖက်တော့တူတူပါပဲဖက်ထုတ်လိုက်တယ်အဲ့လာပြီးမှာကျွန်တော်သွားအကြောတက်ကုပြီးတော့ပြန်ပြီးဖာထေးလိုက်ရင်လဲဒါကောင်းသွားတာမျိုးရှိတယ် နောက်တစ်ခုကတော့အရန်သွားအပ်တာသွားအပ်တာနေခုနကအသားလုံးတက်လာတယ်ဆိုရင်တော့ဒါအရန်ဆိုးတယ်ဆိုရင်တော့ကျွန်တော်တို့နှုတ်လိုက်ရတာမျိုးလေရှိတတ်တယ်နောက်တစ်ခုကတော့ကျွန်တော်လေးသာ assisted ဒါကျွန်တော်ဟိုပေါ့လေးသာ assisted ဒါ therapy ပေါ့လေးသာနဲ့ကျွန်တော်တို့မလုပ်လဲဆိုတော့ဒီအတဏုကိုဒါဖြတ်ထုတ်လိုက်တာဒီမှာအာသာချက်ကကျွန်တော်တို့ကရိုးရိုးဖြတ်တာနဲ့လေးသာနဲ့ဒီလိုဖြတ်ရင်သွေးထွက်တာနည်းတယ် ွေးထွက်တာသွေးကိုသွားလေဆာနဲ့ဖြတ်ပြီဆိုရင်သွေးထွက်တာနဲတယ်ကျွန်တော်ဒီတိုင်းကျွန်တော်ဒီတိုင်းကျွန်တော်ဒီထုံသေးထိုးပြီးတော့ဒီတိုင်းကျွန်တော်ဖြတ်ထုတ်ပြီးအကျော်သက်ကြတော့ကျွန်တော်တို့ကသွေးထွက်တာအရင်များတတ်တယ်ညာတဲ့အချိန်ကျတော့ကျွန်တော်တို့ကအကျော်သက်တာအနှောက်အယှက်သွားဖြစ်တတ်တယ်ပေါ့နော်အကျော်သက်တဲ့ကျွန်တော်တို့ condition မှာကျွန်တော်ဒီသွေးထွက်လို့တော့မရဘူးပေါ့နော် ဒါကတော့ကျွန်တော်တို့ကဒါကုသတဲ့အပိုင်းနေဘာမှကျွန်တော်တို့ဟိုလိုခက်ခက်ခဲခဲကုရတာမျိုးမပါဘူးဒီမှာကတော့အရှင်းနဲ့မရရင်ကျွန်တော်တို့နှုတ်မယ်ရတယ်ဆိုရင်ကျွန်တော်တို့ဒီမှာဒါလေးအတန်နုကိုဖယ်ပြီးတော့ဒါအကြောတက်လိုက်မယ်ပေါ့နော်ဒါဘလို့ကာကွယ်ကြမလဲအေးဒီအရှင်းဘလို့ကာကွယ်ကြဘလို့ကာကွယ်ကြမယ်ဆိုအဓိကတော့ကျွန်တော်တို့က main thing က god order hygiene ပေါ့ကျွန်တော်တို့ရဲ့ order hygiene ကိုထိမ့်သိမ့်မယ်ပေါ့ဒါ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  green tension ထိမ့်သိမ့်တယ်ဆိုတော့အရင်ပြောနေကြတိုင်းပဲကျွန်တော်တို့သွားတိုက်တာပါတယ်သွားတိုက်တာကိုတေချာသွားတိုက်မယ် ြီးရင်နောက်တစ်ခုကကျွန်တော်တို့ floss တွေသွားပုတ်ကြိုးတွေတေချာသုံးမယ်အစာစားပြီးတိုင်းအဲပြီးရင်ကျွန်တော်တို့စားရင်ငုံတာဖြစ်ဖြစ် green tan စားရင်ငုံတာဖြစ်ဖြစ်ဒါတွေလောက်တာတော့ကျွန်တော်တို့က main thing နဲ့ good oral hygiene ပေါ့နော် green tan ရှင်းရေးကိုဒါကထိမ့်သိမ့်တာ ပြီးရင် regular check က regular check က6လတစ်ချိန်အမြဲတမ်းစစ်နေရင်ပိုကောင်းတယ်အဲသွားမှာမဲမဲလေးတွေ့တာနဲ့အာကျွန်တော်တို့နေ့စဉ်မှန်ကြည့်တယ်ဆိုရင်ကျွန်တော်ဗဇက်လေးပါဟာကြည့်လိုက်ပေါ့အဲဘာကြည့်လိုက်လို့ပိုးပေါက်တိတိလေးတွေ့ရင်ကြိုပြီးဖာတာအဲ့ဒါအလွယ်ဆုံးပဲ အဲစောစောကြီးဖာထားလိုက်ရင်ပြီးသွားပြီအပေါက်ကြီးသွားရင်ကျွန်တော်တို့ကဇလန်းအရှောက်သွားပြီအပေါက်ကြီးသွားပြီဆိုရင်တချို့ဖာလို့ရတဲ့အနေထားရှိတယ်တချို့ဖာလို့မရတဲ့အနေထားရှိတယ်အဲတယောက်တော့ဆိုရင်လာတာဟိုကျွန်တော်စီကဲမှာအရင်တော့တွေ့ဘူးလားလာတော့ပါတော့အဖေပိုးပေါက်ဖြစ်နေတယ်ပိုးပေါက်အကြီးဖြစ်နေပြီးတော့ဖေဖာမယ်ဆိုတော့ကြီးလိုက်တော့သွားအကြောထိနေသွားအကြောထိနေရင်ဒီကျွန်တော်အသက်နုထဲကိုပိုးစားသွားရင်ကျွန်တော်တို့ကဖာလို့ဒီတိုင်းဖာပြီးလို့မရတော့ဘူးဒီတိုင်းဖာလိုက်ရင်ကျွန်တော်တို့ကကြိုက်တာ ရှောင်းတာနာတာမျိုးဖြစ်လာနိုင်တယ်အဲ့တော့ဘာလို့ရလဲဆိုတော့အလကအကြောတက်ပြီးမှကျွန်တော်ပြန်ဖားရတာမျိုးဖြစ်သွားနိုင်တယ်အဲ့တော့ကျွန်တော်တို့ကစောစောစီးစီးဖားထားရင်ကုန်ကြစိတ်လည်းတက်တာတယ်တဲ့အချက်နောက်တော့ကလူလည်းမခံစားရအောင်မနာခြင်းဟာတကယ်လို့ဥမာကျွန်တော်အပေါက်အရန်ကြီးမှဆိုရင်ကျွန်တော်တို့ကအကြောတက်တာတို့ဘာလို့လောက်ရပြီဆိုရင်အခက်မသိရင်ထုံသေးထိုးပြီးလောက်ရတာမျိုးတွေပါရှိတယ်အဲရန်ဆိုးသွားရင်ကျွန်တော်နှုတ်တဲ့အချိန်ဒီရောက်သွားနိုင်တယ်အဲ့တော့ကျွန်တော်တို့က charge ချက်စီကုန်ကြစိတ်တွေကပို့ပြီးတော့များလာတယ်အပြင်ကို ။သွားနှုတ်လိုက်ရရင် သွားဆိုင်ရင်ဒီထက်ပိုပြီးကုန်ကြသေးကပိုကုန်နိုင်တယ်။အဲ့တော့အကောင်းဆုံးက regular check up နဲ့ကိုကိုကိုသွားကျက်မာရေးတေချာဂရင်းဆိုင်တာကအကောင်းဆုံးပဲ။ဒါကတော့ဒါကကျွန်တော်တို့ဒီဟိုပေါ့ဒီ local တွင်းမှာရှိနေတဲ့လူဆိုရင်တော့ဒါစေကန်းပြရတာအဆင်ပြေတယ်ပေါ့နော်။အဲတချို့ကျွန်တော်တို့ foreign နိုင်ငံသားမှာရောက်နေတဲ့လူမျိုးဆိုရင်ဒါပြရတာတော်တော်ကြီးခက်ခဲတယ်။ဒါ language အခက်ခဲကြောက်လဲ။ဒါပြရတာခက်နိုင်တယ်လို့နောက်တစ်ခုကတော့ charges တွေကအများကြီးတယ်နိုင်ငံသားမှာ အဲ့တော့ကျွန်တော်တို့ကဟိုကိုဟိုနိုင်ငံသားရောက်တဲ့လူဆိုရင်ပို့ပြီးတော့သွားချမ်းမာရေးကိုပို့ပြီးတေချာကိုကိုကိုဒါကယူဆရမှာပေါ့နော် regular check up ဒါလုံးနိုင်ဖို့ကနည်းနည်းခက်သွားပြီအဲကျွန်တော်ဒီဘက်ကနေလဲပြင်ဆင်ပေးလိုက်ရတဲ့လူနာတွေအများကြီးပဲအဲကျွန်တော်နိုင်ငံသားထွက်ခံနီးအဲတချို့ဆိုတလအလိုလောက်မှာလာပြီးတော့အကုန် check up အကုန်လုပ်သွားတယ်ဒါကျွန်တော်တို့ဘက်ကအကုန်လုံးဆရာရှိတာတေချာအကုန်ပြီးလုပ်ပေးလိုက်တယ် ဒါပေမဲ့ကျွန်တော် regular check up ကသူတောင်းချက်မလုံနိုင်တော့ဘူး။ဘာဖြစ်လို့လဲဆိုတော့သူ3-4နေမှာတစ်ခေါက်လောက်ဒီအလေပြန်လာတာမျိုးဖြစ်နိုင်ပါဘူး။ဒါတော့တော်တော်များများကဒီ regular check up မလုံနိုင်တော့ရင်ကျွန်တော်တို့ကဘာပဲအဓိကထားရပြီလဲဆိုတော့ main thing the good oral hygiene ကိုယ့်ရဲ့ green တန်ရှင်းရေကျန်းမာရေကိုလုံးဝသေချာဂီယူဆိုင်ရင် check up တော့မလိုတော့ဘူးတကယ်ကဒါကအရေးကြီးတယ်အဓိကကျွန်တော်တို့ကဒီခုနကကျွန်တော်ပြောတဲ့သွားတိုက်တာရယ်ပြီးတော့ဟိုကျွန်တော်တို့ဒီသွားဖို့ကြိုးသုံးတာရယ် ပြီးတော့စားရင်ငုံတာဒါမှမဟုတ် green tan စားရင်ငုံတာဒီ၃ချက်ကိုတိချလှုပ်သွားရင်တော့မှဒါတော်တော်ကြီးကိုအဆင်ပြေဒါပေမဲ့သွားကတော့ကျွန်တော်တို့ဟိုကောင်းနေရမှာပေါ့နော်မကောင်းဘဲနဲ့တော့ခုနဒါမျိုးတွေလှုပ်လေကျွန်တော်တို့ကြိုက်တာကတော့ရှိနိုင်ပါပဲဒါတွေကမကောင်းတာတွေကိုအကုန်ရှင်းပြီးရင်ကောင်းသွားပြီဆိုရင်ကိုကထိမ့်သိမ့်လိုက်ရင်ဒါဆိုရင်တော့ကျွန်တော်တို့ကတော်ယုံမဖြစ်နိုင်ဘူးเนาะအဓိက local နေတဲ့လူကသိပ်ပြဒနာမရှိဘူးအရေးပေါ်ဆိုရင်ကျွန်တော်တို့ကစေခန်းနေပြလို့ရတာ ው ကျွန်တော်နိုင်ငံခြားမှာရောက်နေတဲ့လူတွေဆိုရင်တော့ ဒါကိုကိုကို oral hygiene green တန်ရှင်းတေချာလုပ်နိုင်ရမယ်အဲ့လာမှကျွန်တော်တို့ကဒီသွားကြိုက်တာနားတာမဖြစ်ဘူးပေါ့နော်အဲ့လာအရေးကြီးတယ်ကျွန်တော်တို့အမြဲတမ်းအမြဲတမ်းမှားတယ်ဒီနိုင်ငံသားထွက်တော့မဲ့လူဆိုရင်အမြဲတမ်းကျွန်တော်တို့သွားတိုက်ရင်တစ်နေ့၃ချိန်တေချာတိုက်မယ်အစားစားပြီးပလုတ်ခြင်းမယ်သွားဖို့ကြိုးတွေတေချာသုံးစားရင်ငုံဒါတွေအမြဲမှားတယ်ဒီတိုင်းတာတေချာလုပ်ရင်တကယ်ပြောရင်ချက်ကတ်တော့မှ6လတစ်ချိန်မလို့တော့ဘောเนาะဒါပေမဲ့သူကြုံရင်3နှစ်တော့4နှစ်တော့ပြန်ရောက်တဲ့အချိန်မျိုးမှာကျွန်တော်တို့ကချက်ကက်လေးအမြန်ပြန်လာလို့ဘူးအမြဲတမ်းကျွန်တော် ဒါ recommend ပေးလေးရှိတယ်ဗောနော်ဒါကတော့ကျွန်တော်တို့ကဖြစ်တာကိုကာကွယ်တဲ့နီးလန်းပေါ့ဒီခုနကတော့ကျွန်တော်တို့ဒီပတ်ပေါ်လေးဖြစ်တာအောင်အဲ့တော့ဒီမှာမှားရရှိတာတစ်ခုရှိတယ်ဗောနော်မှားရရှိတာတစ်ခုရှိတယ်ဒါကိုကျွန်တော်တို့ကဂျင်းဂျင်းပဲပေါ်လစ်လို့ခေါ်တယ်ဂျင်းဂျင်းပဲပေါ်လစ်နဲ့ပတ်ပေါ်လစ်နဲ့ဘလို့กว่าလဲဆိုတာဂျင်းဂျင်းပဲပေါ်လစ်ဆိုတာကျွန်တော်တို့ကဥမာသွားကပိုးစားွားတယ်ဒါပါတော့သွားပိုးစားွားပြီးတချမ်းပဲွားတယ်အဲ့ဒီတချမ်းနေရာကိုဒီဘေးကတဖုံးသားတက်ပြီးတော့ ဒီအပေါက်ကိုလာပိတ်တာမျိုးရှိတယ်။ဒါကိုကျွန်တော်တို့ကကျင်းချင်းပဲပေါ်လစ်လို့ခေါ်တယ်။ကျွန်တော်တို့ပတ်ပေါ်လစ်နဲ့ကြည့်ရင်ပုံစံဆင်းတယ်။အကုန်သူတယ်။ဒါပေမဲ့တော့ origin ထွက်တဲ့ origin กว่าတယ်။ကျွန်တော်တို့ဒီဒီသွားပိုးပေါက်အထဲကနေပြီးတော့အတက်နုတွေကထွက်တာကိုကျွန်တော်တို့ကပတ်ပေါ်လစ်လို့ခေါ်ပြီးတော့ကျွန်တော်ဒီတဖုံးသားဘေးရဲ့တဖုံးသားကဒီဒီသွားရဲ့အပေါက်ကိုလာပိတ်တာကိုကျင်းချင်းပဲပေါ်လစ်လို့ခေါ်တယ်။ခွဲခြားတဲ့နီးကတော့ကျွန်တော်တို့ဒီ ဒါလေးကိုကျွန်တော်ကင်ကြည့်လိုက်ရင်တော့တန်းသိတယ်ဗောနော်ဒါချင်းချင်းပဲပေါ်လက်ကြောက်လားပတ်ပေါ်လက်ကြောက်လားဒီသူ့ရဲ့အရင်ကိုကြည့်ရင်သိတယ်အရင်ဆိုတာသူ့ရဲ့ဒီဟိုအညာအညာကိုကြည့်လိုက်ရင်သိတယ်ဗောနော်အဲ့တော့လက္ခဏာအရတော့နောက်ခုတော့အတူတူပဲထိရင်တွေးထွက်တယ်ထိရင်တွေးထွက်တယ်ထိရင်နာတတ်တယ်အဲဒါပဲအဲ့နောက်ခုကတော့ခက်ဆင်ဆင်ဗောဒါကတော့မှားတတ်တဲ့ဒါဟိုကျွန်တော်ဟိုဗောချင်းချင်းပဲပေါ်လက်နဲ့ပတ်ပေါ်လက်အကြောင်းဗောနော် ဲ့တော့ကျွန်တော်တို့ကဒီပတ်ပေါ်လစ်ကိုကျွန်တော်တို့မေးစရာတစ်ခုရှိတာကဒီတိုင်းတချို့ထားမယ်ပေါ့ကဲထားရင်အန်ဒီရရှိလားအန်ဒီရရှိလားဟာကန်ဆာဖြစ်သွားမှာလားအမ်ထားရင်တော့ခုလိုမျိုးအန်ဒီရဆိုးဆိုးကြီးတော့ရှိချင်မှရှိမယ်ကန်ဆာတော့မဟုတ်ဘူးတေချာတခုကကန်ဆာမဖြစ်နိုင်ဘူးကန်ဆာလည်းမဟုတ်ပါဘူးဒါပေမဲ့ဟိုဖြစ်နိုင်တဲ့ပြဿနာလေးကိုကျွန်တော်တစ်ချက်ပြောပြမှာเนาะဖြစ်နိုင်တဲ့ပြဿနာလေးကိုကျွန်တော်မျှဝေပေးမယ်အဲ့တော့ဖြစ်နိုင်တဲ့ပြဿနာဒီကျွန်တော်တို့ဒီတဖုံး ဒီအသက်အသားတက်တာပေါ့အသက်နုတက်တာပေါ့နော်ဒီသွားအသက်နုတက်တာပေါ့သွားအသက်နုတက်တာကိုရေရှည်ထားမယ်ဆိုရင်တော့ကြာရင်ကျွန်တော်ဒီအแทးကအသက်နုကပုတ်သွားတာမျိုးဖြစ်နိုင်တယ်ပုတ်ပြီးတေသွားမယ်ပေါ့တေသွားပြီးတော့တဖြည်းဖြည်းနဲ့ဒီအသက်နုကတက်တက်တက်နေတယ်သွားကတဖြည်း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 ချင်းကြွေကြွားမယ်နောက်ဆုံးအမြင့်ပဲကျန်တော့တဲ့အထိဖြစ်သွားတာမျိုးဖြစ်နိုင်တယ် နောက်တဲ့တစ်ခုကကျွန်တော်တို့အက်ကနေပြီးတော့ဘာဖြစ်သွားနိုင်လဲဆိုတော့ကျွန်တော်တို့အောက်မှာကျွန်တော်တို့ပီတယ်နာလေးမျိုးဖြစ်သွားတာမျိုးလည်းဖြစ်နိုင်တယ်ပီတယ်နာမျိုးဖြစ်နေအပီတယ်နာမှာဒစင်သူက spread of infection သူကပိုးကပြန့်သွားပြီးတော့ဘယ်ကိုပြန့်သွားနိုင်လဲပိုးကကျွန်တော်တို့ဒီအနီးနားမှာရှိတဲ့အယိုးအယိုးကိုပြန့်သွားရင်ကျွန်တော်တို့က osteo myelitis လို့ခေါ်တယ်ဒီအယိုးမှာပြန့်သွားရင်တော့ကျွန်တော်တို့ကတော်တော်ကြီးနာတာမျိုးဖြစ်နိုင်တယ်နောက်တစ်ခုကတော့အက်ကနေထပ်ပြီးပြန့်သွားတယ်ဆိုရင်ကျွန်တော်တို့က ဆယ်လူလိုက်ပြင်းတာတစ်ချမ်းရောင်းတာမျိုး ဖြစ်သွားနိုင်တယ်အဲ့ကနေထက်ပြီးတော့မကုပဲထက်ပြန့်သွားရင်တော့ကျွန်တော်တို့ကအထက်မသိရင်အပေါ်သွားတယ်ဆိုရင်ကျွန်တော်တို့ကကေဘားနဲ့ဆိုင်နဲ့ thrombosis လို့ခေါ်တာပေါ့ကေဘားနဲ့ဆိုင်နဲ့ thrombosis ဆိုတော့အုံနောက်မှာကျွန်တော်တို့တကယ်ပြောရရင်တော့ဒီ sign net ပေါ့ဒီအုံနောက်ရဲ့ကေဘားနဲ့ sign net လေးမှာတွီးခဲသွားတာမျိုးဖြစ်သွားနိုင်တယ်ဒါကတော့ကျွန်တော်တို့ကမကုပဲထွာထားရင်ဖြစ်နိုင်တဲ့နောက်ဆက်သွဲပြဿနာပေါ့နော်ဒါပေမဲ့လူတိုင်းတော့ မဖြစ်ဘူးတောင်နဲ့တယောက်တော့မတူဒီဖြစ်တယ်မဖြစ်ဘူးဆိုတာကျွန်တော်တို့ကဘယ်ပေါ်မှာမူတည်လဲဆိုတော့ခန္ဓာကိုယ်ရဲ့ကိုခံအားစနစ်ရဲ့ကတွင်တန်ရှင်ရေလုပ်တဲ့ပုံမှာအများကြီးမူတည်နေတယ်ကဲအခုဗီဒီယိုလေးကနေပြီးတော့ဘုဒ္ဓတာတွေရရှိသွားမယ်လို့မျှော်လင့်ပါတယ်ဘုဒ္ဓတာရရှိသွားတယ်ဆိုရင်တော့ထုံးစံတိုင်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးပါအောင်ဗျာပြီးတော့တော့ချမ်းမာရင်လည်းပတ်သက်တဲ့အခြားသိချင်တဲ့အကြောင်းအရာလေးပဲဖြစ်ဖြစ်အထွေထွေချမ်းမာရင်လည်းပတ်သက်တဲ့အခြားသိချင်တဲ့အကြောင်းအရာလေးတွေပဲဖြစ်ဖြစ် သိချင်တယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးရဲ့အခု comment မှာရေးပေးထားလို့ရပါတယ်မေးထားလို့ရပါတယ်မေးထားတဲ့အကြောင်းအရာလေးတွေကိုလည်းနောက်ဗီဒီယိုလေးမှာကျွန်တော်ထပ်ပြီးတော့ sharing ထပ်လုပ်ပေးပါအောင်မယ်ခင်ဗျာကျွန်တော်ဒေါက်တာအောင်သူပါမင်္ဂလာရှိတဲ့နေ့လေးတွေကိုပိုင်ဆိုင်ကြပါစေခင်ဗျာ